မိုင်းဖဲမြို့နယ်အဘကဟူနာ၏ထူးကျွန်စုရအကြောင်းသားအကြောင်းသူများဂုံပြည့်ကြီးမြင့်ပွဲအခမ်းအနားကျင်းပတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှမ်းပြည်နယ်ရှိပိုင်းတာချီလိတ်ခရိုင်မိုင်းဖက်မြို့နယ်တွင်အာထကဟူနာကျောင်း၏လူရီကျော်မောင်မင်းနှင့်ထူးကျွန်စုရကျောင်းသားကျောင်းသူများဂုံပြုချီးမြှင့်သည့်အခမ်းအနားကို အော်တိုဘာလ23ရက်နေ့နဲ့9နာရီကအာထကဟူနာ၌ကျင်းပခဲ့ပါသည်။ရှေးဦးစွာအာထကဟူနာမှ ကျောင်းသားအပေါင်းသူများကဘုရှုသခင်တခြင်းသည်ဆို၍အခမ်းအနားကို ဖွင့်လက်ခဲ့ပြီးနေမြေကန်တက်ရင်မှဘုံမူကြီးတက်လွင်ဆိုက အမှားစကားပြောကြခဲ့ပါသည်ထို့နောက်တာချီလိတ်ခရိုင်ပညာရေးမှူးတော်ခင်ဝင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးလာမျိုးသူဓမမဏိဇောတာတရာဦးထွန်းရွှေတို့ကဂုံပြုအမှားစကားများအသီးသီးပြောကြခဲ့ပါသည်ဆက်လက်၍ဘုံမူကြီးတက်လွင်ဆိုခရိုင်ပညာရေးမှူးတော်ခင်ဝင်းကြီး ြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဥလမျိုးနှင့်တာဝန်ရှိသူများက2024-2025ပညာသင်နှစ်တွင် အာထကဟူနာမှဘက်ဆောင်ထူးချုံလူရည်ချုံစုရကျောင်းသားကျောင်းသူ9ဦး2025ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင်ဂုံတူးဖြင့်ထူးချွန်စွာအောင်မြင်ခဲ့ကြသည့်ကျောင်းသားကျောင်းသူများနှင့် ထူးချွန်စွာသင်ကြားပြသပေးခဲ့သည့်ဘာသာရပ်သင်ဆရာဆရာမများကိုဂုံပြုမှတ်တမ်းလွှာများအသီးသီးပေးအပ်ကြီးမြင်ခဲ့ကြပါသည် ်ယင်းနောက်လူရည်ကျွန်းနဲ့သုံးပါရာဂုံတူးရှင်မတ်မာဂရက်ကျွန်းကကျေးဇူးတင်စကားပြောကြားခဲ့ပြီး26ကြိမ်မြောက်ဆိုကာယီတီးပြိုင်ပွဲတွင်ရှမ်းပြည်နယ်အဆင့်ဆုရရှိခဲ့သည့်ကျောင်းသားမောင်လင်းထွတ်ကောင်ကမင်းသားအကဖြင့်ကပြပြောပြခဲ့ကြောင်းသိရှိရပါသည်ခမညာ